Hello everyone, my name is Mong Slow. Today I'm going to present a manhwa recap video, so please watch, enjoy, and support it. Don't forget to like and subscribe. Thanks you. အရင်ပိုင်းမှာတော့ကျင်းဆောင်ကရောက်လာပြီးဖြစ်တဲ့အတွက်ဆဲယုံကအံ့ဩကဘာဖြစ်လို့လဲဘာဖြစ်လို့လဲနင်းဘာဖြစ်လို့ဒီကိုရောက်လာရတာလဲယူကောင်ရဲ့ဆိုပြီးကျင်းဆောင်ကိုဆွေရင်ပြောတော့ကျင်းဆောင်က အာနေဒီမှာရှိရလို့လည်းမပြောဘဲနဲ့လို့ထီရင်ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးစိတ်ထဲမှာအချိန်လေးကငါထင်တာအတက်ပိုဆိုးတယ်အနီးအနားမှာခန္ဓာကိုယ်အပိုင်းအစတွေပြီးတော့ pass ကလည်းတိတော့မဲ့ပုံမဲ့သူလည်းကောင်းကောင်းလုံနိုင်တော့တဲ့ပုံလည်းမပေါ်ဘူးလို့သွေးကတောင်းမှန်ပါတယ်ငါနောက်ကျသွားတယ်လို့ပြောတော့ဆေးရုံကဆွဲထားတဲ့လက်ကိုလှုပ်ရင်းဘာဖြစ်လို့အခုဒီရောက်လာရတာလဲအယူဒီကိုအစကလေးကမလာခဲ့တင်ဘူးဆိုကဂျင်းဆောင်ရင်ကိုထုရင်ပြောတဲ့အတွက်ဂျင်းဆောင်လည်းတိတ်ဆိတ်နေရပါတယ် ထိုချင်းချင်းသက်ကမိမစိတ်ဝင်စားဖို့ကောင်းတဲ့အနှမ်းရှိတာပဲလို့ပြောတော့ချင်းဆောင်ကညို့ကိုဒီလိုဖြစ်သွားအောင်လုပ်ခဲ့တာ तू လားလို့ပြန်မိတဲ့အခါချင်းသက်ကဟုတ်တယ်ငါနဲ့အတူတူညှဝေခန်းစားမပေးနိုင်တဲ့သူတွေကိုပျက်စီးမှုနဲ့ကြုံရယုံလေးလုပ်ခဲ့တာပါဆိုပြီးပြန်ထီတော့ချင်းဆောင်ကမင်းဘာအထိတ်ပဲမရှိတာတွေပြောနေတာလဲဆိုတာငါမသိပေမဲ့ယူယူတူတူပြောစရာမလိုပါဘူးယူကောင်ရဲ့လို့လှန့်ဟော်ပြောပြီးချင်းသက်ကိုစူးစိုက်ကြည့်ကပထမဆုံးသူကဘာလဲဆိုတာကိုနားလည်အောင်လုပ်ကမယ် ပြီးတော့သူ့မှာဘလို့ရေချင်းတွေရှိလဲဆိုတာကိုရောပေါ့လို့သွေးကအာယုံစူးဆိုင်ကြည့်ရင်သွေးမျက်ရည်တွေပါကျလာပါတယ်ဒါကိုချင်းတက်ကကြည့်ရင်အိုးအနက်ကပိုသင်းလာပြီဒါပေမဲ့ဒါကဘာလဲလို့မေးပါတယ်ဒဲနီယာကြီးဆောင်းမှာမကောင်းဆိုးဝပထမအာသူသူကစိတ်ဆွမ်းတာတခုထင်တယ်လို့ညီးနေချင်းချင်းတက်ကမင်းမင်းရဲ့တကယ်ပုံစံကဘာလဲလူသား မင်းစီကနေငါတို့နဲ့ဆိုင်တဲ့အနတ်ညူဘာလို့ရနေရတာလဲလို့မေးတော့ချင်းဆောင်ကမင်းကခွေးတစ်ပိုင်းငှက်တစ်ပိုင်းဖြစ်နေတော့တော်တော်နန်းတာဖြစ်မှာပဲအချိန်မမှန်ကိုကိုကိုတတ်ရှင်းမလုပ်ဘူးလို့တော့မပြောနဲ့နော်လို့ပြောရင်စိတ်ထဲ ်ချီပဲဒီလိုမျိုးတရားရောက်ကိုမလေးလာနိုင်တာမျိုးမဖြစ်ဘူးဘူးလို့တွေးနေပါတယ်ချင်းသစ်ကတော့မင်းကိုထပ်ပြောမယ်မင်းကတခြားလူတွေနဲ့မတူဘဲမင်းရဲ့ပါဇက်ကထွက်တဲ့အနံ့ကပုံမှန်မဟုတ်ပဲတင်းနေလို့ပြောတော့ချင်းဆောင်ကအသေးအတန်ဘာမလိမ်နဲ့မနှက်စာစားပြီးရင်ရောနေ့လယ်စာစားပြီးရင်ရောညနေစာစားပြီးရင်ရောငါအငြင်းသွားတိုက်ပါတယ်လို့လှန့်ဟောပြောနေချင်းနောက်ကဆေးရုံကချင်းချင်းဆန့် ထွက်ထွက်ပြီးတော့ဆိုကလဲကြမလို့ထင်နေတဲ့အတွက်ဂျင်းဆောင်ကအသေးလာရင်သူ့အတွက်စိတ်ပူပြီးညှဉ်းညူနေတဲ့ဆင်းရုံကိုပွေဖက်လိုက်ပါတယ်။ထို့နောက်ကားဘေးကိုချပေးလိုက်တဲ့အခါဆင်းရုံကမျက်ရည်အရွှဲသားနဲ့ဂျင်းဆောင်ကိုကြည့်နေပါတယ်။ထို့တော်လေဂျင်းဆောင်ကတေးထွက်သွားတဲ့အတွက်ဆင်းရုံကမဟုတ်ဘူးမသွားနဲ့နေ့စီမှာတခုခုဖြစ်သွားရင်ရောဘယ်လိုလုပ်မလဲလို့ပူပန်စိတ်နဲ့လှမ်းအော်ပြောနေတော့ဂျင်းဆောင်ကသူ့ရဲ့ဓာတ်ကိုထုတ်လိုက်ရင်ရပါတယ်။တပိုင်းတစားလူသက်သမား ပိုင်းနစလူတက်သမားတိုက်ခရီ A minor တညမှု၂၀ညာဘက်လက်နှင့်ညက်လုံးနှစ်ဖက်ငါစိတ်သက်သွားပြီဒါပဲလားအနဲ့နံနေတဲ့လူသားမိကငါနှိမ်နေခဲ့တဲ့လူတွေထပ်တောင်ပူဆိုးတယ်လူချင်းတစ်ကပြောနေတော့စွမ်းအားတွေထုတ်နေတဲ့ဂျင်းဆောင်ကဘာစွန့်စားမှုမှမပါပဲအခွင့်အရေးရမယ်လို့ငါမထင်ဘူးထွက်လာခဲ့ပူပြီးအာယုံဆိုင်ငါ့ရဲ့အသွင်းထဲကချက်စီးခြင်းစိတ် သူဘာလဲဆိုတာကိုငါမသိငယ်အထီးပေါ့တပိုင်းတစားလူတက်တမတညမှုနေရညာဘက်လက်နှင့်ညက်လုံးနှစ်ဖက်အသေးရရှိထားသောနေရငါရဲ့ခန္ဓာထဲမှာတည်နေတဲ့ချက်စည်းခြင်းစိတ်ကိုပို့ပြီးခံစားမိလေညာဘက်ခြေတော်ဥတိုင်းဘယ်ဘက်ပခိုးငါ့ကိုယ်ထဲကမရက်တန်းနိုင်တဲ့တယောက်ရှိမှုကိုခံစားမိလေပဲသူ့ကိုတက်ရှင်စိတ်တွေတည်နေတဲ့ငါရဲ့ပုံစံကိုမငြင်းစေခြင်းပေမဲ့လေငါမယုံနိုင်ဘူး ။တပိုင်းတစားလူတက်တမငါမယုံနိုင်ဘူး။အသေးရရှိသားသောနေရာငါဒီတိုင်းမယုံနိုင်ဘူး။နှလုံးနဲ့အုံနောက်အပါဝဲခန္ဓာကိုယ်တစ်ခုလုံးဟုတ်တယ်ဟမ်ဘာလဲ။ဟိုးကိုကိုကိုသွားဖို့ဘာဖြစ်လို့ညင်းနေရတာလဲလူသား။ဒန်နီဂျေကြီးစောင်းမှမကောင်းစိုးဝါပထမတိုက်ခိုက်ရေး S ။ဘယ်ရှင်နေဘူးချန်ကန်ဆာခေါ်သွားခရချင်း၌ဒန်နီယယ်ကသူ့အိမ်မက်ထဲမှာနေခဲ့ရသောမကောင်းဆိုးဝါးများကိုသူ၏ဆောက်တွင်မှတ်တမ်းတင်ထားသည်။ဒန်နီယယ်၏ဆောက်မှာကဘာကြီးမိသူဖြစ်လာသည့်ကိုဟောကိန်းထုတ်ထားသည်ဟုကောလာဟာလာထွက်ထားသည်။ပထမဆုံးမကောင်းဆိုးဝါးလူတယောက်၏နားလည်မှုကိုရရှိထားသောတအူးထဲသောမကောင်းဆိုးဝါးဖြစ်သည်။သူက လူတွေနဲ့အငြင်းမျှဝေခံစားနိုင်သည်။ မင်းမင်းလိုအရာတွေဟမ်မင်းလိုအမှိုက်တွေကစင်ကြီးတို့တရားမဲ့နေတဲ့ငါ့ရဲ့ပုံစံကိုနေဖို့မထိုက်တန်ဘူးဟာ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 စိတ်မပူပါနဲ့စိတ်မကောင်းစရာပဲမင်းရဲ့စိတ်ဝိညာဉ်ပြောတဲ့အတိုင်းလိုက်လုပ်ဖို့အကြံပေးပါတယ်မင်းရဲ့လူသက်ချင်စိတ်ပေါ်အခြေခံပြီးမင်းငါ့ကို9436ခါလောက်ဓာတ်နဲ့ထိုးဖို့စိတ်ကူးညင်ပြီးပြီလို့ငါပြောနိုင်တယ်မြဝေခံစားမှုစွမ်းရည်ဤရည်ရွယ်ချက်နှင့်အညှို့အမှုတွေကိုနားလည်ပြီးသူတို့ရဲ့နောက်လှုပ်ရှားမှုတွေကိုခံမှန်းနိုင်သည် ရှူးရှူးမင်းပြောနိုင်လို့လားအိုးမင်းကညှက်ဝေခံစားနိုင်တယ်လေဟုတ်တယ်မှလားချီးပဲမင်းကိုရှင်းပြဖို့ရှင်းလေးတဲ့လမ်းကြောင်းတွေမမြင်ရဘူးချီးပဲ ထိုးတို့ဂျင်းဆောင်အယူတပိုင်းဖြစ်နေတာကိုချင်းသိက်ကကြည့်ရင်ငါတိတ်ကျင်မိရဲ့သူ့ကိုမတက်ပြစ်ခင်လေဒီလူစီမှာပါလို့ဒီအနှံ့တွေရနေရတာလေပြီးတော့သူကငါရဲ့တယောက်နေတဲ့ဒုတိယညီအကိုနဲ့တခုခုရှိနေတာညာလားလို့တွေးနေပြီးမင်းကိုအဲ့ဆင်ညာလုံးတရားတောက်တော့အခုညီပေးမယ်လူသားဆိုကဂျင်းဆောင်စီလက်လှမ်းရင်ပြောလိုက်ပါတယ်ထိုကအယူတပိုင်းဖြစ်နေတဲ့ဂျင်းဆောင်ကအေးအေးမလောက်ပါနဲ့ဆိုကချင်းသိက်လက်လာရလမ်းလျှောက်ကနေအမြန်ရှောင်းသိမ့်ပြီး ဟာဟာဟာမလုံးနဲ့လို့ပြောခဲ့တယ်လေအာအနတ်ကငါ့ရဲ့အနတ်ခံမှုအာယုံကိုရက်တန့်စေနိုင်တဲ့အထီးပြီးနေငါဘာမှမနေရတော့ပါလားဒါပေမဲ့အစင်းဒီမဲ့ထင်တာပဲစိတ်မမူပါနဲ့မင်းကိုတတ်နေတော့ဘာစေတနာမှအထင်မှမဟုတ်ပါဘူးလုံလုံလူတတ်တမတိုက်ခိုက်ရေး ass ဟမ်ကြည်ရတာငါ့ကိုရှင်းနိုင်မယ်လို့ထင်နေတော့ထင်နေလာခဲ့လေလူသား လို့ချင်းတစ်ကစိန်ခေါ်နေတော့မှာပဲဂျင်းဆောင်ကနောက်ကိုတစ်ချက်ပြန်လှည့်ကြည့်လိုက်တဲ့အတွက်ချင်းတစ်လည်းကြောင်သွားပါတယ်။ဂျင်းဆောင်ကြည့်နေတာကတော့စိန်ယုံလိုထွက်သွားတာကိုပဲဖြစ်ပါတယ်။လုံလုံလူတက်တမလူတက်ချင်းစိတ်ကတင့်ကိုလုံလုံဝါညူသွားသည်။ထို့နောက်ဂျင်းဆောင်ကတစ်ချက်တုံးလိုက်ပြီးတခြားဘက်ကိုလမ်းလျှောက်သွားတဲ့အတွက်စိတ်ကိုသွားတဲ့ချင်းတစ်ကအမ်မင်းဘယ်ကိုသွားနေတာလဲလူသားပထမဆုံးငါ့ကိုလစ်လူရှုပ်နေတယ်လို့တော့မပြောနိုင်တော့ဆိုကာကားတစီးနဲ့ကိုင်းပြီးတစ်ပေါက်လိုက်ပါတယ်။ ဒါကိုဂျင်ဆောင်ကတစ်ချက်သာစောင်းနေကြည့်လိုက်ပြီးအသာလေးရှောင်လိုက်ပါတယ်ထို့နောက်ဂျင်ဆောင်ကကြောက်စရာကြီးနေတဲ့ပြန်ကြည့်ရင်ဘာလဲမင်းအရင်သိချင်လို့လားဆိုပြီးမီးတဲ့အခါချင်းတက်လေထိတ်လန့်သွားပြီးမင်းမင်းကအရင်ထွက်သေးသွားတယ်လူလေလို့ပြောနေတော့ဟိုးတကယ်လားဒန်နီရဲ့ဤစောင်းမှမကောင်းဆိုးဟာပထမလစ်လူရှုမှု တိုက်ခိုက်ရေးအပေါ်မူတည်ပြီးအတုံးပြသူမှအဆင့်အေအောင်ရှိသောထိခိုက်မှုများကိုရရှိနေမဟုတ်ပါသို့သောဂျင်ဆောင်ရဲ့တိုက်ခိုက်ချက်ကြောင့်ချင်းတစ်ကဒံယာကြီးရသွားတဲ့အတွက်ငါရဲ့လစ်လူရှုနိုင်တဲ့အရေးချင်းကအဆင့်အေအောက်ကစိတ်ဝိညာဉ်တွေရဲ့တိုက်ခိုက်မှုတွေအကုန်လုံးကိုလစ်လူရှုနိုင်ရမှာလေ။ဒါဆိုဘာဖြစ်လို့အဲ့ဒါက D++ အဆင့်ပဲရှိတဲ့တညောင်ကိုမသားနိုင်ရတာလေ။လို့တွေးနေချင်းအောက်ပြန်ရောက်သွားတဲ့ဂျင်းဆောင်က။ဝါးမင်းတို့တရိတ်ဆန်ရုပ်ကလည်းတွေးထွက်တဲ့ပုံပဲ။ ခွေးငှက်ပုံစံမျိုးအယုတ်အယုတ်တယုတ်ကိုတစားစီဆွဲသေးပြီးကျင်းနေမိမယ်လို့တခါမှမထင်ခဲ့မိဘူးဟာဒီရက်စက်တဲ့အနံ့ကြီးကငါးစင်ကိုထိုက်ရိုက်လာနေတယ်ဗျနားထောင်စမ်းအရင်တုန်းကငါ့ဦးလေးကိုငါဘလို့လောက်ခဲ့လေးဆိုတာမင်းတီလာဟမ်ဟုတ်တယ်ဟမ်ပြီးတော့ဒီလူပြီးတော့ဒီလူအာလူသားမင်းယူသွားပြီပဲ လိုချင်းတက်ကညီညူကဂျင်ဆောင်ကိုကြည့်လိုက်တော့အယူတယောက်လိုထင်နေပြီးကြောက်เสียကောင်းတဲ့အော်အာတွေအပြည့်နဲ့ဂျင်ဆောင်ကိုနေနေရတဲ့အခါမှာတော့အာငါမရတော့ဘူးဒါကကင်သွေးဖို့ညားလို့တယ်တက်ချင်စိတ်ပြည့်လွန်းနေတဲ့စိတ်ကြီးကငါ့ကိုနှမ်းမှုနေပြီငါကိုယ်တိုင်ကိုဘာမှမသွေးနိုင်တော့ဘူးလိုသွေးကစိတ်မကောင်းစရာပဲလူသားငါမျက်ဝေခံစားနိုင်ပေမဲ့လည်းမင်းနဲ့အတူအဲ့လိုမျိုးတော့မလုပ်နိုင်ဘူးငါဒီလိုမျိုးတုတ်ပြန်လိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့ဘူး ဟေးကြည်စံငါငါတော်ရဲ့တရောင်စစ်ကိုကောက်ချစ်ခဲ့မှုတဲ့အချိန်တွေရှိသေးတယ်ဆိုတာသိလားသူကငါကိုခွေးလိုမျိုးလေးဘက်ကုန်ပြီးရှောက်ခိုင်းခဲ့တာအကြောင်းလေပြီးတော့ဘာဖြစ်သွားလဲသိလားဒီလိုမျိုးလက်ကဝတ်ကနေစပြီးတော့ပခုံးတီလိပြက်လိုက်တယ်အာငါတော်ဘာဖြစ်လို့အဲ့လိုဖြစ်သွားလဲဆိုတာမသိလားငါတော်နဲ့ညှောက်ဝေခန်းစားကြည့်စမ်းပါလှုပ်စမ်းပါလှုပ်စမ်းပါဟာဟာဟာတော်တော့ ဟမ်အခုမိမာအနေရှိတဲ့အနံနန်းဒီတာတော့လူတယောက်ရဲ့ခန္ဓာကိုယ်ကိုပိုင်းဆိုင်ထားတော့ပဲစိတ်မကောင်းစရာပဲတိတ်ဆုံးသွားတဲ့ကိစ္စမှာတော့သူကသူ့ရဲ့ပိုင်းရှင်စီပြန်သွားမှာသူတကယ်တည်သွားမှာမဟုတ်ဘူးငါအသိချင်မိတယ်လူခြေဆောင်ကတွေးနေပြီးချင်းတစ်က လူသားမင်းကိုမေးပြန်ပြီးဆန်းစစ်ဖူးလားလူမီးတော့ကျင်းဆောင်လေခဏရက်တန်ကကြောင်သွားပါတယ်ဒါကြောင့်ချင်းတက်ကဆက်ပြီးမင်းရဲ့အသွင်အကျဆုံးစိတ်အထိဝင်ကြည့်ဘူးလားလို့ငါမေးနေတာဆိုတော့ဂျင်းဆောင်ကငါငါလားဘာလို့လဲဆိုပြီးပြန်မိတဲ့အတွက်ချင်းတက်ကမင်းမလုပ်ဘူးဆိုတာသိကြပါတယ်နောက်ဆုံးတော့လေသူတက်ချင်းစိတ်ကတခြားလူတယောက်နဲ့ဓာတ်ရိုက်တက်ဆိုင်တာလေဆိုတော့ဂျင်းဆောင်က အတိတ်ပဲမရှိတာတွေငါဦးလေးနဲ့အတော်ထက်တခြားလူကိုငါကဘာဖြစ်လို့အံယုံဆိုင်ကမှလဲလို့ဒေါရတကြီးနဲ့អော်ပြောနေတော့ချင်းသိက်ကငါပြောနေတာကမင်းကိုကိုကိုပြောနေတာလေဆိုတော့ချင်းဆောင်လေးနဲ့ရည်ရွယ်ကြလာပြီးသူ့ရဲ့ရင်းနာစရာအတိတ်ဟောင်းတွေကိုပြန်မြင်ရောက်လာပါတယ်ငါရဲ့အခြေဆုံးတငငယ်ချင်းပေါ့ပြီလေမင်းဘယ်ရောက်နေရလဲငါအရန်ကြောက်ပြီးအထီးကျန်နေတယ်မင်းရဲ့တက်စီချင်းကိုငါညှို့နေတယ်လူသားငါကအိုးမင်းဘာဖြစ်မလဲဆိုတာကိုအရန်သိကျင်တယ် လူသားငါမင်းနဲ့ညှက်ဝေခံစားမိတယ်မင်းကိုအတိအမှန်ပြုတ်ပါတယ်အဲ့တော့ကိုကိုကိုပြန်ကြည့်ပါပေါ်ပြီးတောင်းမှန်ပါတယ်ငါအမားတွေပါမင်းတည်သွားတာငါအမားပါအဲ့ဒါကမင်းအတွက်တာမဟုတ်ရင်တည်သွားမှာမဟုတ်ဘူးအဲ့ဒါမင်းတက်လိုက်တာမင်းမရှိတော့ရင်အကုန်လုံးကတျော်ရှင်ရမှာငါမင်းကိုမုန်းတယ်မင်းဒီတိုင်းတည်သွားတဲ့လေမင်းကြောက်တည်သွားခဲ့ရတာ မင်းကအသက်ရှင်ဖို့တော့မထိုက်တန်ဘူးမင်းကြောင့်အကုန်လုံးမပြိုရတာတေဇံတေဇံတေဇံကိုကိုကိုထက်စီချင်းလူသက်စိတ်စိတ်စွာအစဉ် SSS တခြားလူများကဒါတိုင်းရိုက်တက်ဆိုင်နေတော့လူသက်ရှင်စိတ်မှာအသုံးပြုသူကိုယ်တိုင်စီတို့ပြန်လှည့်သွားသည်တခြားသူအားရှင်းနေရင်တခြားသူစီမှာအရှင်းခံခြင်းစိတ်များစိတ်ကိုလွှမ်းမိုးသွားသည် ပိတ်ပင်နိုင်သည်ထို့သောတက်ချင်စိတ်ကဲ့သို့တခြားအာယုံခံမှုများလည်းယာယီထက်သည့်သွားနှင့်အောင်မြင်မှုတိုးတက်နိုင်သလိုလုံလုံလူသက်သမား၏စွမ်းရည်ကိုလည်းတောင်းလဲနိုင်သည် ထူးခြားသောအငင်တန်မတိယလူသက်သမားအထောက်အကူမတိယတိုက်ခိုက်ရေး SSS လူလူသားငါရဲ့မျက်ဝေခံစားမှုနဲ့တောင်အာယုံမခံနိုင်တဲ့လူသက်ချင်စိတ်တွေအဲ့ဒါတွေအကုန်လုံးကလည်းသူ့ကိုယ်သူပြန်ညှိုးနေတာပဲ အာတည်ခြင်းလိုက်တာကျေးဇူးကြည့်ပြီးတက်ပေးပါတက်ပေးမလားလူလူသားတည်လားငါတက်ရမလားမင်းတည်မလားဒါမှမဟုတ်ငါပဲတည်ရမလားဟာလူသားညညညဝေခံစားမှုကတုံးမရတော့ဘူးလူလူသားငါဆုံးဖြတ်ပြီးပြီလူလူသား ငါတစ်ချိန်ထဲမှာပဲနှစ်ခုလုံးလှုပ်လိုက်မယ်ဟာဟာဟာဟီဟီရှင်တမှုအထောက်ကူကိုကိုကိုဖြည့်ဆည်းခြင်းလူသက်စေလူသက်မှုအထောက်အကူစိတ်စွမ်းအားအစဉ် SS လူသက်မှုအတွက်လိုအပ်သောပစ္စည်းကိုကမ္ဘာကြီးစီမှာလက်ခံရရှိသည့် အသုံးပြုသူဤအစင်ထက်တာလွန်သောပစ္စည်းများကိုလက်မခံနိုင်ပါအသုံးပြုသူမှာအစင်ကြည်သောတို့မဟုတ်အကြောင်းရှိဘူးသောအရာများကိုဒါလက်ခံနိုင်သည်တိုက်ခိုက်ရေး F ငါကိုတတ်ပေးနိုင်မလားဟာဟာဟုတ်တယ်မှတ်လားအယိုးညင်တန်ကျူစိတ်စွမ်းအားအစင် SS တိုက်ခိုက်ရေး A- SS ဝိညာဉ်များဤဘရင်ဤအယိုးများနှင့်ပြုလုပ်ထားသောအကာအကွယ် ဒီဒီအကျိုးတွေကမင်းဟာတို့ကမထင်ဘူးလူသားအသုံးပြုသူထက်တခြားသူများကြီးလှုပ်ရှားမှုများကန့်သက်ခံရနေအသုံးပြုသူမှအကျိုးများကိုလက်နက်အဖြစ်အသုံးပြုနိုင်သည်သွေးတမ်းမဟုတ်သောတက်ရှိနေရမှဇီဝသွင်းပျက်စီးမှုနှစ်ဆဖြစ်သည်ထို့နောက်ကျင်းဆောင်ကကျေးဇူးတည်ပြီးမင်းမသိချင်ရင်ငါ့ကိုတပ်ပေးပါဘာလဲမင်းကစိုးတာပဲအေးမင်းမင်းနမေကဘာလဲလူသား ဒီငါနမည်ကိုပြောပြလိုက်ရင်တခုခုပြောင်းလဲသွားမှာမလို့လားသူ့ရဲ့တည်ခြင်းစိတ်နဲ့တက်ခြင်းစိတ်ကအခုဆန့်ကျင်နေကြတာအဲ့ဒါကြောင့် तू ဘာလုပ်မလဲဆိုတာကိုငါမသိတော့တာငါဒီကနေထွက်သွားချင်းရှင် तू ပို့ပြီးတည်ခြင်းသွားအောင်လုပ်ကမယ်လို့တွေးရင်မင်းနမည်ပြောလိုက်ရင်မင်းတည်ထိုင်အောင်ကူညီပေးမယ်ဆိုတော့ဂျင်ဆောင်ကငါနမည်ကဂျင်ဆောင်ပါလို့ပြောတော့ချင်းသက်ကထပ်ပြီးမင်းရဲ့စိတ်ဝိညာဉ်ကဘာလဲလို့ထပ်မိတဲ့အခါဂျင်ဆောင်က ဟူဟူမီးလဲကားကိုလှည့်စားကြည့်နေတာလားလူအယူတယောက်လူတယောက်တော့ချင်းသိလဲထိတ်လန့်နေပြီလူသားလူရီရွနေတော့ဂျင်းဆောင်ကငါဦးလေးနဲ့အတော်တစ်ချိန်လုံးငါ့ကိုလှည့်စားကြည့်နေတယ်ဆိုတာငါတိပီးတာလူတယောက်ရင်တိုက်ခိုက်ဖို့ခုံဝင်လာတော့ချင်းသိကငါနားမလည်ဘူးငါ့ကိုညှဝေခံစားခွင့်တူပါလူထွက်တောင်းဆိုနေတော့ဂျင်းဆောင်လဲမင်းစူးစမ်းပြီးခက်မှန်းကြည့်လေဟမ် လို့ပြောပါတယ်။ဒါကြောင့်ချင်းသက်ကနေနေပါဦးမင်းတည်ပြီးတက်ရှင်နေတာမဟုတ်ဘူးလား။ငါမင်းကိုအနေရရှိဆုံးစစ်ပွဲနဲ့ပြန်ပတ်ပေးပါမယ်လို့အော်ပြောနေတော့ဟေးဆိုတဲ့ခေါ်တန်ကြောင့်ပြန်တုံးဆုပ်သွားပါတယ်။လှမ်းခေါ်တဲ့ဂျင်းဆောင်ကတော့ပိတ်တော့မင်းဒီတိုင်းတည်သွားတယ်လို့ငါထင်တယ်။လူတို့တော့ချင်းသိလဲစောချွေတွေပြန်လာပြီဟုတ်တယ်အဆင်ပြေပါတယ်ငါတီဗီဒီကနေထွက်သွားလို့ရမယ်ဆိုလဲသူငါ့ကိုတောင်းအောင်သွန်းပို့ပေးရမယ်ဆိုပြီးတွေးနေပါတယ်ဂျင်းဆောင်ကတော့ ဟဲဟဲဟဲငါဦးလေးငါ့ကိုဘလို့လုတ်ခဲ့လဲဆိုတာမသိလားလူပြောရင်အယိုးတွေကြားထဲမှာရှာဖွေနေပြီအာတွေ့ပြီဆိုကအယိုးကြီးတစ်ချောင်းကိုဆွဲထုတ်လာရင်ဒါပေမဲ့ဒါကနည်းနည်းကြီးတယ်လို့ပဲဟာ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 ဘီလီယံကြီးကြောယူစိတ်ဆွမ်းအဆင့် A++++ တိုက်ခိုက်ရင် A++++ ဝိညာဉ်များဤဘယင်းဤကြောယူကိုလက်နက်အဖြစ်သုံးလျင်တိုင်ဘက်ဤကြောယူအားပိုထက်စီနိုင်သည် ူကနေလာရင်ငါနောက်ကျောကိုဒီလိုဟာမျိုးနဲ့ရိုက်ခဲ့တာဟမ်ဒါပေမဲ့ငါတားကိုနောက်ကျောမှာပဲတုံးစရာမလိုဘူးထင်တယ်ဒီဒီဒီလူတက်ချင်းစိတ်ကမဟုတ်ဘူးဂျင်းဆောင်ငါ့ကိုဒါညင်ညင်တက်လိုက်ပါတော့ဂျင်းဆောင်အာထိုချင်းဂျင်းဆောင်တို့ရှိရာလမ်းကြောင်းစီကိုဆရာဝန်မမတို့အဖွဲ့ကကြောက်လာကြပြီးဟမ်ဘာလဲဒီအယိုးစုပုံကြီးကဘာလဲကြည့်ပါဦးဒါမင်းရဲ့အယိုးပဲငါပြန်ပြီးမယ်နော် လို့ပြောကဆရာဝန်မမတို့ရှိရာဘက်ကိုစောင့်နေကြည့်နေတော့ဆရာဝန်မမကမျိုးတခုလုံးအယိုးတွေကြီးပါပဲလားလို့ပြောနေပါတယ်။ဒါကုန်ကြီးနဲ့ကျင်းဆောင်ကချင်းစ်ကိုတမလိုက်ပြီးတူနာတူလို့လန့်အောင်ခေါ်လိုက်ပါတယ်။ထိုအတန်ကြောင့်မမကဘဒူလဲဆိုကမျက်နှာပုံအသေးလေးကိုလှမ်းကြည့်ရင်မျက်လုံးပြူးသွားကချင်းချင်းဆန်းဟာအိုးเจ้าကပတ်ကျင်ဆန်းလားလို့ရည်ရွနေတဲ့အတွက်ဘီးမပါလာတဲ့တူနှစ်ဦးကသူ့ကိုသိတာလား။သူကဘဒူလဲ ဆိုပြီးမေးကြပါတယ်။ကြောင်ကြီးနေတဲ့မမကတော့ဒါကအစ်စ်နေမကောင်းဆိုတာဖြစ်ရမှာလေ။ဒီအချိန်ဒီမှာဂျင်ဆန်ကနှစ်နာသူပုံစံဘာလို့မပေါ်ရတာလဲ။ဆိုပြီးတွေးနေပါတယ်။ချင်တက်ကိုတမနေတဲ့ဂျင်ဆောင်ကတော့"အော်လူကြီးမတည်တော့ဘူးလား။ခင်ဗျာမတည်ကြည့်ဘူးလား"လူပြောကခုံစင်းလာရင်အဲ့ဒါခမားလူကျင်တာလားလူပြောကမမရှိရာကိုတိလာတဲ့အတွက်အကုန်လုံးကထိတ်လန့်သွားကြပါတယ် ီတော့အခြေအနေမတိရသေးတဲ့မမကအကုန်လုံးငါးကုနီမဲ့စိတ်ကြောင်းအားတွေထုတ်ကြဆိုပြီးပြောနေတော့တောင်းမှန်ပါတယ်ရပါတယ်ကျွန်တော်ဦးလေးစီကနေကဲပြီးမယ်ဘာဘာလဲဦးလေးလာမင်းဘာကြောင့်ကိုပြောနေတာလဲဒါပေမဲ့ကျွန်တော်ကိုပြန်တက်ပေးရမယ်နော်ဟုတ်ပြီလားဟာဟာဟာအာရောင်ညို့ဟိုဒီလိုကြီးအောင်လုပ်ခဲ့တဲ့သူက तू ပဲ လက်တီနဲ့စိတ်တင်ညမှုကတခုတည်းပဲစိတ်စွာအဆင်အေတိုက်ခိုက်ရေး A+ တင်းပြိုင်ဘက်ကိုထိ ए, ုးလ <Yeah. S 1> ိ <Yeah. S 1> ုက်တိုင်းထိုးအားမှာညစ်တက်လာနီအဆင်ညစ်တော့ပြိုင်ဘက်ကိုထိုးလျင်ထိုးပြင်းအားမှာညားစွာညစ်တက်လာနီဒီနေ့ခွေးတိုက်ခိုက်မှုကဘာလဲဟာအာထိုးညင်ခွေးကြောင့်မမကကြောက်လန့်ပြီးတုံရင်နေပါတယ် ဒီပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။စိတ်လွတ်နေတဲ့ဂျင်းဆောင်ကဘယ်လိုဆက်လုပ်အောင်မလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်ပြပါမယ်။အားလုံးပဲကျေးဇူးပါ။